ဟယ်လိုအားလုံးပဲမင်္ဂလာပါကလင်း YouTube Channel နဲ့ဒီကနေ့ပြန်လည်ပြန်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ကလည်းကလင်းဖြစ်ပါတယ်ကလင်းပရိသတ်တွေအားလုံးပဲမင်္ဂလာရှိသောညချမ်းလေးကိုပိုင်ဆိုင်ပါသည်လို့ကလင်းမှာရင်းဆုံးစုမကောင်းတောင်းပန်လိုက်ပါတယ်ခင်ဗျာအဲမိတ်ဆွေတို့ကျွန်တော်ကတော့ဒီနေ့ရတဲ့ကျွန်တော်မကြွညင်းတဲ့အရာလေးတခုပေါ့နော်ဒီ chain ဆိုတဲ့အရာလေးကျွန်တော်နေလာအောင်မြင်မှုရှိခဲ့ဦးပေါ့နော်အဲ့ဒါလေးတော့ဒါမိတ်ဆွေတို့ကိုဒါကျွန်တော်နေအရင်ဆုံးတောင်းပန်လိုက်ပါတယ်โอเคပါအဲ့တော့ကျွန်တော်တို့ဒီအဖွင့်နေပေါ့နော်ဒီကျွန်တော်တို့အခုဒီ မတ်လ18ရက်နေ့ဒီတနင်္လာပေါ့เนาะတနင်္လာနေ့အတွက်တရက်စာပေါ့เนาะကျွန်တော်ရဲ့ဒါအမြဲပုံမှန်မိတ်ဆွေတို့ကိုဒါရနိုင်ကြပါเนาะရှက်ကီဟင်းလေးကိုလည်းပြပြမယ်ပြီးတော့သူနဲ့ပတ်သက်ပြီးရောဘလို့ရမျိုးလေးတွေကိုလုံးလုံးရလိုက်ဆိုရလဲကျွန်တော်နေနဲ့ပြပြပေးသွားမယ်ဗီဒီယိုလေးဖြစ်တော့ကြောင့် like and share လေးလည်းတော်တော်ပေးပါအောင်ခင်ဗျအဲ့တော့ကျွန်တော်ကပေါ့เนาะဒီတနင်္လာနေ့မှာကျွန်တော်အကြမ်းနှစ်သက်ဆုံးကီဟင်းလေးကတော့ ၃ညဆိုတဲ့ကိဟင်းလေးရဲ့၅ဆိုတဲ့ကိဟင်းလေးရဲ့ခွန်ဆိုတဲ့ကိဟင်းလေးကိုကျွန်တော်အနေနဲ့ချိန်ညှိတတ်ပါလိမ့်ခင်ဗျာဒါလေးဒီဒီကိဟင်းဒီတရားစာပါမိတ်ဆွေတို့အနေနဲ့ကံကောင်းရင်နှစ်ချိန်လုံးမိတ်ဆွေတို့ချက်ပြုတ်စားတောင်းမှာဖြစ်ပါတယ်ကံမကောင်းခဲမှတစ်ချိန်လောက်ပဲရမှာပေါ့နော်တေချာလာတကွာတော့မိတ်ဆွေတို့တစ်ချိန်ရတော့သိကြပါလိမ့်ခင်ဗျာโอเคအဲ့တော့မိတ်ဆွေတို့တခုထပ်ပြောကြည့်ရရှိတာကပြီးတော့နောက်ထပ်တခုနောက်ထပ်တခုပေါ့နော်အခုပြပြသွားတဲ့ဒီတုံညာနဲ့ပတ်သက်ပြီးရောကိဟင်းရဲ့ ငါးဆိုတဲ့ကိဟင်ရဲ့ခုံဆိုတဲ့ကိဟင်ဒီဒါကိဟင်ပေါ့နော်ပြီးတော့မိတ်ဆွေတို့နောက်တစ်ခုပြောချင်တာက break ဆိုတဲ့ဟင်းလေးကျွန်တော်ပြပြပေးမယ်ဗျအ break ဆိုတဲ့ဟင်းလေးကတော့တစ်ဆိုတဲ့ break ဟင်းလေးရှိမယ်6ဆိုတဲ့ break ဟင်းလေးရှိမယ်8ဆိုတဲ့ break ဟင်းလေးရှိမယ်ဗျအဲ့တော့ကျွန်တော်တို့ကရိုးရှင်းလက်ကူစာနဲ့ပဲကျွန်တော်အနေနဲ့ဒါမိတ်ဆွေတို့ကိုဟင်းပွဲလေးပြောရမယ်ဆိုတော့၃ည၁ဆိုတဲ့ဟင်းပွဲလေးရှိမယ်၃ည၆ဆိုတဲ့ဟင်းပွဲလေးရှိမယ်၃ည၈ဆိုတဲ့ဟင်းပွဲလေးရှိမယ်တရားစာပေါ့နော် ပြီးတော့ကျောင်းအနေနဲ့56ဆိုတဲ့ဟင်းပွဲလေးရှိမယ်58ဆိုတဲ့ဟင်းပွဲလေးရှိမယ်53ဆိုတဲ့ဟင်းပွဲလေးရှိမယ်ဗျပြီးတော့နောက်တစ်ခုအနေနဲ့ကတော့83ဆိုတဲ့ဟင်းပွဲလေးရှိမယ်ပြီးတော့ကျောင်းအနေနဲ့83ဆိုတဲ့ဟင်းပွဲလေးရှိမယ်ပြီးတော့ကျောင်းအနေနဲ့88ဆိုတဲ့ဟင်းပွဲလေးရှိမယ်ပြီးတော့ကျောင်းအနေနဲ့80ဆိုတဲ့ဟင်းပွဲလေးရှိမယ်ပေါ့နော်ရွှေရှင်းလက်ကူဆိုပါပဲကင်းဟင်းလေးရဲ့ဗရင်ဟင်းလေးရဲ့တွက်ဖက်ပြီးတော့ကျောင်းအနေနဲ့ဒါမိတ်ဆွေတို့ကဒါပေါက်ဆက်ပြီးတော့ဟင်းပွဲလေးထုံပြလိုက်တာပေါ့နော် မိတ်ဆွေတို့အနေနဲ့ကတော့ကျွန်တော်ပြောခဲ့တဲ့ကီးဟင်းလေးရဲ့ဖရင်ဟင်းလေးရဲ့မှာမိတ်ဆွေတို့ချန်နေတဲ့အရာလေးများရှိခဲ့တယ်ဆိုတော့မိတ်ဆွေတို့ကိုကိုယ်ကလည်းကိုကြိုက်တာလေးကိုပို့ပို့ပြီးတော့တင်လို့ရတယ်ပေါ့နော်အားလုံးပဲဒီမက်ရှလာဒီ16ရက်နေ့တင်လာနေ TSR မှာမိတ်ဆွေတို့အစီအမိကြပါစေလို့ကင်လင်းမဆုမကောင်းတောင်းမင်းနဲ့ပဲဗီဒီယိုလေးကိုဒီမှာနေအနေကိုချောက်လိုက်ပါတယ်ခင်ဗျာအားလုံးပဲအစီအမိကြပါစေခင်ဗျာ